ပစ္စည်းကိုတွေ့တာရာကြတော့အော်ဒီပစ္စည်းကငါမသုံးနဲ့သူကအချိန်တန်ပြတ်သွားမှာပဲအချိန်တန်လို့ရှိရင်ပစ္စည်းကတော့လေလူကိုစွန့်လူကတော့လေပစ္စည်းကိုစွန့်ဥဒါကွဲမှာပဲအဲသုံးသိရင်သုံးမမျောမနေနဲ့လို့ဆိုလို့တယ်အဲ့ဒါအနိစ္စတင်ညာနဲ့တဏှာရာကကိုချော့ချတယ်ဒီမြတ်စွာဘုရားဒီစနစ်ပါပေးတာထွက်ပေါက်ပါပေးလိုက်တာ ရာဂမီလောင်ခံရရင်မင်းဒီဖြတ်ပေါက်ကထွဲအခုကလည်းရှိရသေး fire exit ဆိုတာဟို emergency exit ဆိုတာအစာဝေးတွေပဲမီးလောင်ပြီဆိုပေးရထွက်ဆိုတာပေးရရှန်ကောမဆိုရင် တိုက်မြင့်နေဆောက်တာပြီဆိုရင်အဲ့တော့ emergency case မဆိုရင်နောက်ကလေကာပေါက်ထဲရတယ်လေအဲ့ဒါအနေအကျုံးလာလို့ရှိရင်ထွက်ပေါက်ထွက်တယ်ခုခေတ်တော့အော် ခွင့်ပြုချက်လေးရအောင်လို့ဟန်လေးတက်ပြလိုက်ပြီးပြီးရင်ဖြုတ်သွားတာ emergency exit တကပေါ့လေကားဆိုတာထားကြနော်တကယ်ဒုက္ခရောက်လာပြီဆိုရင်အဲ့ဒါမရှိရင်ဒုက္ခရောက်တယ်ပေါ့အဲ့တော့အဲ့ဒါအခုလည်းပဲကိုယ်မှာရာဂပြီးလောင်ပြီဆိုရင်ထွက်ပေါက်ရှာ ဘာနဲ့ရှာမလဲဆိုရင်အတုအတညာပွားဘုသူ့ပေါ်မှာတွေ့တာစိတ်ပေါ်လဲအဲ့တွေ့တာစိတ်ပေါ်တဲ့ပုဂ္ဂိုလ်ပေါ်မှာအတုအတညာပွားတာကိုကိုကိုလဲအတုအတညာပွားတခြားပုဂ္ဂိုလ်တွေပေါ်မှာလဲအတုအတညာပွားလို့သူဆိုလို့ဒါဖြင့်ဒေါသမီးတွေလောင်းနေပြီဆိုရင်စိတ်တိုတက်တယ်ခဏခဏစိတ်ဆိုးတယ်အလိုမကျဖြစ်တယ်မုန်းတယ်ဆိုတာဒေါသမီးလောင်ရင်တော့ဗာနဲ့လောက် သောတခိပနာမေတ္တာယနိဗ္ဗာန်ပင်တိနရုတ်တမတကယ်ပုဂ္ဂိုလ်ရသောတမိလောင်ပြီဆိုရင်မေတ္တာနဲ့ညှိမ့်တတ်ကြတယ်အဲ့တော့မေတ္တာနဲ့ညှိမ့်တာစိတ်ဆိုးမခံနဲ့စိတ်ဆိုးတယ်ဆိုတော့ဘာကြောင့်ဆိုးတာတော့လို့သိချာကြည့်လိုက်လို့ရှိရင် तू ကအဆိုးမြင်လို့အပြစ်မြင်လို့ဒေါသဖြစ်တာအဲ့ဒီအပြစ်ကိုမကြည့်နဲ့အပြစ်ကိုမကြည့်ဘဲနဲ့ကောင်းတာလေးကိုရွေ့ချယ်ကြည့်ဒါကြောင့် ဝရင်ပြောတာဒီနှစ်သက်ဆရာကောင်းတဲ့အခြေအနေလေးတခုကောင်းတာလေးကိုချစ်ရှုပြီးတော့မေတ္တာပွားရမယ်ဥမာပါနဲ့တူတော့ဆိုလို့ရှိရင်မော်မော်ဒီဖုံးနေတဲ့ရေကိုလည်းရေကဒါတော့ချင်တယ်ဆယ်ဘာလို့ရတော့ရေအရင်တော့တွေးတယ်အဲ့ဒီရေအကြီးကိုမော်ဒီညင်းနေဖုံးနေတယ်ဆယ်အဲ့တော့လက်လေးနဲ့အဲ့ဒီမော်ဒီကိုဖယ်ပြီးတော့ရေတော့တယ် အဲ့ဒါတို့ပဲလူတွေဆိုတာခုံနဲ့အပြစ်နှစ်ခွရှိတယ်အဲ့ဒါအပြစ်ကိုအသာလေးဖယ်ထားပြီးတော့ကောင်းခွက်ကလေးရင်ကြည့်ပြီးတော့မေတ္တာပွားမယ်တို့ပြောတာအပြစ်ကိုမကြည့်နဲ့ကောင်းတာလေးရှာကြည့်ပြီးတော့မေတ္တာပွားအဲ့ဒါဒေါသဆိုရယ်ပြီးကိုမေတ္တာနဲ့ပဲနှိမ့်သက်ရမယ်တို့ဆိုလို့ပဲเนาะဒါပြင်မောဟမီးကြတော့ဘာနဲ့နှိမ့်သက်မှာတော့ဆိုမောဟကိပါဒပညာယယာယံနိဗ္ဗိဒခမိနီ မောဟပီကြတော့ပညာနဲ့ပဲညှိတတ်ရမယ်အဲ့တော့ပညာရအောင်ကဘာလို့ရတာတရားနာရမယ်စပ်ဖတ်ရမယ်မြတ်စွာဘုရားဟောတာတဲ့တရားတွေကိုစဉ်ဉ္ဉ်သုံးသပ်ရမယ်အဲ့ဒါတွေကမောဟပီအတွက်အဖြေတွေပဲမသိတာမေးတယ်စွန့်စားတယ်စဉ်ဉ္ဉ်သုံးသပ်တယ်အဲ့ဒါမော